်မင်္ဂလာပါကရင်မြန်မာမြဝတီမြို့နယ်ဖလူချေရွာအွန်လိုင်းကြားဖြန့်ချောင်းဝင်းတင်မထက်ကရဲ့ညီဆန်သူ942ဦးရှိပြီးချုံနေရကိုစစ်တပ်ကလက်နက်ကြီးများဖြင့်ပြစ်ကတ်ကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်၎င်းတို့ရဲ့လုံခြုံရေးတာဝန်ယူရာအခက်အခဲဖြစ်နေကြောင်းကို KNU ဗဟိုသတင်းဌာနကထုတ်ပြန်ထားပါတယ်နိုဝင်ဘာလ30ရက်နေ့တွင် KNU မြေပြင်အကိုက်ခက်အဖွဲ့ကမြဝတီမြို့နယ်ဖလူကျွရာရှိ Center for Online ငွေလိမ်ခြံဝန်းအတွင်ကြန့်ရှိနေသူများရဲ့အရေးအတွက်နဲ့မည်သူမည်ဝါဖြစ်ကြောင်းအပိသက်စရင်ကောက်ယူနိုင်ခဲ့ပါတယ်။ Choya Twins စစ်စုပေါင်းလို့ဥရဲ2016ဦးကြန့်ရှိနေတဲ့ကြောင်း၎င်းတို့အနက်မှာ၎င်းစကန်ခြံဝန်းအတွင်မှထောက်ခါလိုခြင်းမရှိကြောင်းအကြံဉာဏ်ဖြေကြားခဲ့သူ942ဦးထို942ဦးကအမျိုးသား692ဦးအမျိုးသမီး90ဦးပါဝင်ပြီး၎င်းတို့အထက်မှာ ကာဇက်စတန်နိုင်ငံမှအမျိုးသမီးတူဦး၊အင်ဒိုနီးရှားနိုင်ငံမှအမျိုးသမီးတူဦး၊ထာဝန်နိုင်ငံမှအမျိုးသမီးလေးဦး၊ဗီယက်နမ်နိုင်ငံမှအမျိုးသမီးလေးဦး၊လာအိုနိုင်ငံမှအမျိုးသမီးတဦးတို့ပါဝင်ပြီးကျန်သူများမှာတရုတ်နိုင်ငံသားများသာဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားပါတယ်။နိုဝင်ဘာ30ရက်နေ့ကြားပြချောင်းမှာထွက်ခွာလိုသူတရုတ်နိုင်ငံသူအမျိုးသမီးတဦးနဲ့သူ၏တနစ်သားကလေးငယ်အပါအဝင် စုစုပေါင်း85ဦးကို KNU ၏မြေပြင်အဖွဲ့က Santa Bus Sky ကွန်ဖောင်းပြင်ပတ်တို့ဘေးကင်းစွာရွှေ့ပြောင်းခဲ့ခဲ့ပြီးတောင်ရင်မြစ်ကန်နဘေးတို့ပို့ဆောင်ပေးခဲ့ကြောင်းအသိပေးရကပါတယ်ထို့ကြောင့် Santa Bus Sky ကွန်ဖိုင်းအတွမှချက်ခွာလို့ခြင်းမရှိသူစုစုပေါင်း942ဦးကြံနေသေးပြီးစိတ်ရမပေးတို့အရေးအတွက်အချို့ကြံရှိနေသေးရလို့ယူဆရတာကြောင့်၎င်းအရေးအတွက်ကိုကောက်ယူနိုင်ရန် KNU အနေဖြင့်လက်လမ်းမမီနိုင်ကြောင်း KNU ဘဝဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။နိုဝင်ဘာ30ရက်နေ့ဒေသစံတော်ချိန်ညနေ4:00နာရီထိုင်းစံတော်ချိန်ညနေ4:30နာရီမိနစ်တွင်စုစုပေါင်း380နောက်ဥက္ကဋ္ဌအာနာပိုင်များထံဘေးကင်းစွာလွှဲပြောင်းခဲ့ခဲ့ပြီး၎င်းတို့မှာတောင်းရင်မြင့်နေပေးမှ96နိုင်ကျော်တောင်တင်နေသူ380ဦးထို380ဦးမှာအမျိုးသား 343ဦးအမျိုးသမီး29ဦးလို့က၎င်းနေ့မှာစားကြံရှောင်ဝင်အတွင်းမှာခေါ်ထုတ်ပေးခဲ့သည့်တရုတ်နိုင်ငံသားအမျိုးသမီး2ဦးနှင့်၎င်း၏တနက်သားအရွယ်ကလေးငယ်ပါဝင်ကြောင်းသိရှိခဲ့ရပါတယ်။ဒီဇင်မာနေ့ရက်နေ့တိကြားကြံချောင်းဝပြမသို့ခေါ်ထုတ်ပေးသူ189ဦးရှိပြီး၎င်းတို့သည်နိုဝင်ဘာ30ရက်နေ့နေ့လယ်ပိုင်းကလေးက၎င်းတို့၏နိုင်ငံရင်းသို့ ပြန်ဖို့ရအထွတ်သက်ဆိုင်ရာထားအာနာမိုင်များ၏လက်ခံမှုကိုစောင့်ဆိုင်းနေကြဖြစ်ကြောင်းသိရှိရပါသည်။ကြားပြန်ချက်ဝန်းမှထွက်ခွာလာပြီးထိုင်းအာနာမိုင်များ၏လက်ခံမှုစောင့်ဆိုင်းနေသောနိုင်ငံခြားသားမှတရုတ်နိုင်ငံသားအမျိုးသား106ဦး၊အိန္ဒိယနိုင်ငံသား2ဦး၊ကင်ညာနိုင်ငံသားအမျိုးသား9ဦး၊အမျိုးသမီး9ဦး၊မလေးရှားနိုင်ငံသားအမျိုးသား32ဦး၊အမျိုးသမီး2ဦး၊နီဘောနိုင်ငံသားအမျိုးသား2ဦး ပါစကန်နိုင်ငံသားအမျိုးသား၃ဦးရုရှားနိုင်ငံသားအမျိုးသမီး၂ဦးထားဝယ်နိုင်ငံသားအမျိုးသား9ဦးအမျိုးသမီး9ဦး BNN နိုင်ငံသားအမျိုးသား၃ဦးအမျိုးသမီး2ဦးတို့ဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။ KNU အနေနဲ့သက်ဆိုင်ရာအာဏာပိုင်များ၏ပိုးပေါင်းဆောင်ရွက်မှုဖြင့်ဆန္ဒစကန်ချောင်းဝအတွင်းမှထွက်ခွာလိုကြောင်းအတိအလင်းပြောခဲ့သူပုဂ္ဂိုလ် အားလုံးကိုဘေးကင်းစွာခေါ်ထုတ်ပေးနိုင်ခဲ့ပြီးအရေးအတွက်အားဖြင့်စကန်ချောင်းဝန်အတွင်းရှိစရင်ကောက်ယူရရှိသူစုစုပေါင်းလူဦးရေ3582ဦးအနက်မှာစုစုပေါင်း2640ဦး84ရာခိုင်နှုန်းနီးပါးကိုဘေးကင်းစွာခေါ်ထုတ်ပေးနိုင်ကြောင်းသိရှိခဲ့ရပါတယ်။နိုဝင်ဘာ25ရက်နေ့နေ့လယ်ပိုင်းမှနိုဝင်ဘာ30ရက်နေ့လယ်ပိုင်းအထိတောင်ရင်မြစ်ကမ်း တောင်မြေမှာ66နိုင်ကြာတောင်တင်နေသည့်နိုင်ငံခြားသား392ဦးအတွက်လိုအပ်သော အခြေခံမိုးကတဲတဲ့ထမင်းမှုများကိုကင်းရန်ယူဂျူပါပလက်ခရံကောင်းဆောင်များ၏ဥဆောင်မှုဖြင့်ကင်းရန်ယူမြေပြင်အဖွဲ့ကပေးပို့ခဲ့ကြောင်းသိရှိရပါသည်ရင်အချိန်ထိလဲတောင်းရင်မြင့်ကမိမောင်ဆောင်ဆိုင်နေစေသူတွေအတွက်လိုအပ်တဲ့အစားအစာနဲ့အခြားအခြေခံလိုအပ်ချက်များကို KNU မြေပြင်အဖွဲ့က ပံ့ပိုးပေးလျက်ရှိပြီးအခြားအကူအညီမရနိုင်သေးသည့်အထက်ဆက်လက်ပံ့ပိုးပေးရန်ရှင်းချောင်း KNU ဘဟုချာနာကအတိပေးထုတ်ပြန်ချပါတယ်။ရှန်တာဘတ်စကန်ချောင်းဝန်အတွင်းမှလည်းအစားအသောက်များပြတ်လည်လာတာကြောင့်နိုဝင်ဘာ29ရက်နေ့မှစတင်၍ KNU မြေပြင်အဖွဲ့က၎င်းတို့အတွက်အစားအသောက်စင်စင်ပေးခဲ့ပြီးယနေ့ကထမင်းမှုတစ်ချောင်းစင်စင်ပေးခဲ့တော့လေ 688ဦးအမျိုးသား660ဦးအမျိုးသမီး78ဦးသာထွက်လာပြီးလာရောက်ယူခဲ့ကြောင်းသိရှိခဲ့ရပါတယ်။နိုဝင်ဘာ30ရက်နေ့တွင်လည်းကြားဖြံဝန်းအတွင်ကြံနေသူများအတွက်ထမင်းဘူးများကိုဆက်လက်ပံ့ပိုးခဲ့ကြောင်းသိရပါတယ်။မင်းလက်ဘာဒေတာအပါအဝင်မြဝတီတောင်ပိုင်းမေပြင်လုံချုံရဲအခြေအနေသည်လမ်းနက်ကိုင်တိုက်ပွဲများပုံမပြင်းထန်လာခြင်းနှင့်အတူပုံမဆိုးဝါးလျက်ရှိကြောင်း KNU ဘဟုဌာနကပြောကြားထားပါတယ်။အကြံဖတ် ာနာဒိန်စစ်တပ်နှင့်မဟာမိတ်တပ်ဖွဲ့များကမေးလက်ပံအေရိယာဘတ်သို့စစ်ကြောင်းနှကြောင်းမြေအပြင်ခြံထိုးစစ်ဆင်လာကစကန်းချံဝန်းနှင့်အနီးအနားနေရာများသို့လက်နက်ကြီးပစ်ခတ်မှုများ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်းသိရှိရပါသည်။နိုဝင်ဘာ30ရက်နေ့တွင်ကဲ့ရဲ့အမျိုးသားလွတ်မြောက်ရေးတပ်မတော် KN LA နှင့်စစ်အာဏာရှင်အဖွဲ့တို့ကြားဖြစ်ပွားခဲ့သောတိုက်ပွဲများမှာအကြံဖတ်အာနာသိန်းစစ်တပ်မှပြစ်လိုက်သည့်120မမလက်မကြီးကြီး သုံးလုံးသည် စကန်းချံဝင်အတွင်မှလူများကိုနေရက်ပြန်ရန်ရွှေ့ပြောင်းနေရာတောင်ရင်မြေတောင်မြင်ပေါ်သို့၎င်းအခြားတစ်လုံးမှာစကန်းချံဝင်အတွင်သို့၎င်းကြောက်ရောက်ပေါက်ခွဲခဲ့ကြောင်းတိုက်ခိုက်မှုအတွင်လူထိမှန်မှုမရှိဘဲအဆောင်အုံများသာထိမှန်ကြောင်းသတင်းထုတ်ပြန်ချပါတယ် KNU အနေနဲ့ ရှန်နာဘစကန်ချန်ဝေါ်မှနိုင်ငံခြားသားများကို၎င်းတို့၏ဒီရက်နိုင်ငံများကိုခြားအာဏာပိုင်များမှတဆင့်ဘေးကင်းစွာလွှဲပြောင်းပေးနိုင်ရန်အတွက်သက်ဆိုင်ရာနိုင်ငံများမှ အာဏာပိုင်များမှပူးပေါင်းဆောင်ရွက်ပေးမှုကိုအထူးပင်ကျေးဇူးတင်ရှင်းကြောင်းနှင့်တောင်ရင်မြစ်ကမ်းနှပေးနိုင်ဆက်လက်ဆောင်ဆိုင်နေသောနိုင်ငံခြားသားများနေရက်ပြန်နိုင်ရန်အတွက်သက်ဆိုင်ရာတန်ယုံများနှင့်ဆက်လက်၍စိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်းကြေညာသတင်းဌာနကထုတ်ပြန်ခဲ့ပါသည် မေလဗန်ဒေတာ၏လုံခြုံရေးအခြေအနေများသည့်အချိန်နှင့်မျှလင်းမြန်စွာပုံမှုဆိုးဝါးလာပြီး KNU အနေနဲ့လက်ရှိရှမ်းသာပါစကန်ချန်ဝအတွင်းမှ ထွက်ခွာရန်ဆန္ဒမရှိသူများ၏ဘေးကင်းလုံခြုံရေးအတွက်အာမခံနိုင်ရန်အလိုမင်ခက်ခဲလာမည်ဖြစ်ပြီးမြေမြမအရက်သားဝန်တန်းများနှင့်စစ်ပေးတံပြည်သူများ၏ဘေးကင်းလုံခြုံရေးကိုအတိကထဦးစားပေးဆောင်ရွက်ရမည်အခြေအနေတို့မဖြစ်မနေရောက်ရှိလာပြီဖြစ်ကြောင်းထုတ်ပြန်ထားပါသည် စိတ်ဝင်စားဖွယ်သတင်းများနဲ့နိုင်ငံရေးသတင်းများကိုနားဆင်ခြင်းနဲ့ဆိုရင်ဖြင့်ဒီ channel လေးကို like and subscribe လောက်သွားကြဖို့မမေ့နိုင်အောင်နော်